အမျိုးရန်ချစ်ပါရယ်ပေါ့နော်တုတာကိုအဲ့လိုပရိသတ်တွေကချစ်ပေးကြခင်ပေးကြဆိုရှင်နဲ့ပြောတယ်အဲသူသားတယောက်အနေနဲ့သူအကူအတွက်ကိုသူခုံယူတယ်နောက်ပြီးအကူလည်းအိမ်တော်ရေးပဲဖြစ်ဖြစ်ကျန်တဲ့တခြားစီးပွားရေးတို့ပဲဖြစ်ပါသူသူတက်တဲ့ဆန်ကသူပတ်ဖို့ပေးလိုက်မယ်ကျန်တာဘာမှသူမမျှော်လင့်အောင်အမေကတော်တော်လေးကိုအေးချမ်းပါတယ်အကုန်လုံးကလည်းအမေကိုချစ်ချခင်ကြတယ်တန်ရာကြီးပြီးဆုံးသွားတဲ့အချိန်ကြီးအမေရဲ့သားသမီးဖြစ်ခွင့်ရမှာဆိုလို့ရှင်နဲ့အမေရဲ့သားတယောက်ဖြစ်ချင်တယ်ပေါ့နော် မင်းကဟိုပြောမှလို့ရှင်တော့ကိုယ်မေရအကောင်းဆုံးမော်တော့ကမှာအဲ့လိုမျိုးပြောမှာဒါဒါတော့သားသမီးနဲ့မှာပဲဒီသားသမီးနဲ့ပတ်သက်ပြီးတော့သူ့အနေနဲ့လည်းအဲ့လိုမျိုးဘာမှလည်းမရှိပါဘူးအမေကအေးချမ်းချမ်းလေးပါပဲသူဒီဘာသာရေးနဲ့သူတရားလေးနာပြီးတော့သူကသူဟောဖြစ်တယ်အမေကိုကြည့်ပြီးတော့လေဟိုစိတ်ထဲမှာလည်းခြေနဲ့တည်းအကိုနဲ့တည့်ရတူရေကုန်းလာရေကိုအမေကိုဆိုချစ်ကြတယ်အခုအမေမရှိတော့ဆိုတဲ့ခါကျတော့အဲ့လိုပဲဟိုမိတ်ဆွေရလာဟိုဘယ်သူကအဲအမေကတော့ဘယ်တော့မှဘယ်လိုကောင်းတာဘယ်လိုမျိုး ပြောကြတာဗောနောပြောကြခါကြောက်လဲအခုအမေတော့ကိုဂုံယူရတာဗောဟိုအောင်ငါအမေကဒီလိုအမေမျိုးပါလားဆိုတော့ဟိုအကုန်လုံးကလည်းအမေကိုဆိုချစ်တာခင်ကြတယ်အခုအမေဒီလိုမျိုးဖြစ်သွားတဲ့ခါကြောက်လဲအကုန်လုံးကတချို့ဆိုတော့တကယ်စိတ်မကောင်းကြဘူးအမေကတော်တော်လေးကိုအေးချမ်းပါတယ်အကိုတို့ဆုံးမဆုံးမတာထက်ကို तू ကဆုံးမတာထက် तू तू နေပြသွားတာဗောနော် तू อ่ะဒီလိုမျိုးလောဘဒေါသမောဟဆိုတာမျိုးမရှိဘဲနဲ့ तू อ่ะအေးချမ်းနေနဲ့ပြပေါ်ရှင်နေလူတိုင်းပေါ်မှာအကောင်းမြင်တဲ့စိတ်တွေနဲ့ तू မေတ္တာတရားနဲ့ပဲ तू နေပြဝါဟာမူလေးပေါ့ဟုတ်တယောက်ဆောင်ဖြစ်လာတော့မြတ်ပါပြောသည်အဲတိုးတော့ဖြစ်တော့အကွာကိုဒုကိုချုံဒီလောကရရောက်တာပါနော်အဲ့လိုမျိုးဆိုတဲ့ခါကျတော့မေတော့ယုံယုံဝင်နေဖြစ်စီနေတာပါနော်ကောက်ခုမဲ့လှုပ်လှုပ်စီနေတယ်မဲ့ကိုကံကြမ္မာဒီဘက်ရောက်တဲ့ခါကျတော့ဟိုဘယ်လိုပဲမဲ့အမေကပျော့တော့ပျော့ပါတယ် ပြောဆိုတာသူ့သားကိုအဲ့လိုပြိတ္တရီကချစ်ပေးကြခင်ပေးကြဆိုရှင်နဲ့ပြောတယ်။အဲပြီးလို့ရှိရင်အာမဘနောရာအာဒါစီသူမအမေလေးဘာညာဆိုပြောတယ်ဂျင်းနဲ့တဲ့အဲ့လိုအဲသူသူဘောဘောအသားတယောက်အနေနဲ့သူအကူတက်ကိုသူခုံယူတယ်။နောက်ပြီးအကူလည်းအိမ်တော်ရေးပဲဖြစ်ဖြစ်အဲကျွန်တော်ဒီ channel တခြားစီးပွားရေးတို့ပဲဖြစ်ပါသူသူတက်တဲ့ဆန္ဒသူပတ်မှုပေးလိုက်မယ်အဲကျွန်တော်ကျွန်တော်လိုရတော့သူပတ်မှုပေးမယ်အဲကျွန်တော်ဘာမှသူမပြောလိမ့်အောင်အမေကိုရောအဖေကိုရောအခုလိုတက်တဲ့ဆန္ဒအင်း ပြည့်စုံအောင်တို့ထားပေးတယ်သူတို့စိတ်ချမ်းသာအောင်တို့ပေးတယ်အကိုကြောင့်အကိုအကိုဘွားမှာအကိုကြောင့်အကိုအဖေပဲဖြစ်အကိုမဖြစ်မြေပေါ်ကြီးခဲ့မကြဘူးအကိုကြောင့်ဂုံတိခါပိုင်းဆန်အဖြစ်အကိုကြောင့်ခုံယူရဆိုတာမျိုးပဲရှိအောင်လို့ပေါ့နော်အကိုအနေနဲ့လည်းအဲ့လိုမျိုးအမေတို့ကငါတော့ဘာတော့မလုပ်ပေးနိုင်နဲ့အောင်ဘာတော့မလုပ်ပေးနိုင်ရအောင်ဆိုတဲ့နောင်တမျိုးတော့အဲ့လိုမျိုးတော့မရှိဘူးပေါ့နော်ကျန်တာကတော့ဒါကတော့ဒါကိုမိအမေတယောက်ဆုံးရှုံးရတဲ့စိတ်ခံစားချက်ကတော့အင်းတော်တော်လေးတော့ကြီးမားတာပေါ့ကိုလည်း အရန်နဲ့အာကိုရဲအကိုကဒါအကြီးဆုံးလဲဒါအကြီးဆုံးလဲဖြစ်တယ်နောက်ပြီးတော့အကိုရဲဒီအတုံးနဲ့ပတ်သက်ပြီးတော့ပဲအကိုမှလည်းမိတ်ဆွေအပေါင်းအသင်းအများကြီးရှိတော့အမေတခုခုဘာပဲလို့လို့အခုတည်းကတော့ကျမ်းမာရင်းနဲ့ပတ်သက်ပြီးတော့ဟိုဘာတခုလို့လို့လို့အကိုကအမြဲဟိုအကိုကအမြဲဟိုပေါ့နော်ဟိုအကိုမိတ်ဆွေအပေါင်းအသင်းတွေကျေးဇူးကြောင့်ပါပဲအမေတို့ကလိုရတာအမြဲလှုပ်ပေးနိုင်ခဲ့တယ်အဲ့လိုမျိုးဆိုတော့အမေကျင်းနေတဲ့သားတယောက်တော့ဟိုဖြစ်နေမယ်လို့ကိုကိုကိုတော့ယုံကြည်ပါတယ်ဟာကျွန်တော်ကတော့ မေကိုအရင်ချစ်ပါရယ်ပေါ့နော်အခုချိန်မှာပြောရတယ်ပြီးပေါ့နော်အမေရကျွန်တော်နားမှာရှိနေရှိနေမှာပေါ့အမေကိုအရင်ချစ်ပါရယ်နောက်ပြီးတော့အမေရဲ့ဒီနောက်ဆုံးအချိန်တွေမှာလည်းကျွန်တော်အထက်နဲ့ဆုံးအကောင်းဆုံးစူးစမ်းပြီးတော့ပေါ့နော်အမေဘွားကူကောင်းနောက်ဘွားမှာလည်းအမေပုံရော့မြင့်မြတ်တဲ့နေရာရောက်အောင်ကျွန်တော်တနက်ဆုံးစူးစမ်းပေးခဲ့တယ်ပေါ့နော်ပြီးတော့ဟိုပါပေါ့တကယ်လို့များခွင့်ရရမယ်ဆိုလို့ရှင်တယ် ဒီတန်တရားတခြားပေါ့နော်ဒီတန်တရားကြီးပြီးဆုံးသွားတဲ့အချိန်ထိဒါဟိုအမေရဲ့သားသမီးဖြစ်ခွင့်ရမှာဆိုလို့ရှိရင်အမေဘဝဆက်တယ်မမေရဲ့သားတယောက်ဖြစ်ချင်တယ်ပေါ့နော်အာအဲ့ဒါကိုလည်းဒါအမေဟိုမြင့်မြတ်တဲ့တနေရာနေပြီးတော့ဘုံဘဝနေဖြစ်သိရှိနိုင်ပါသေးအဲကြားနိုင်ပါသေးပေါ့နော်အဲ့လိုမျိုးပဲပြောချင်ပါတယ်